fashion လေးက xln a ဆိုတော့နှစ်ခုဖြစ်နေတယ် x ကတစ်ခု ln x ကတစ်ခုနှစ်ခုเนาะအဲ့ဒါကိုစားထားတယ်ပေါ့เนาะ1 over နဲ့အဲ့တော့ဇမစဉ်းစားကြည့်လိုက်တယ် integration ပိုင်း pass တုံးရင် ကောင်းမလား substitution method တုံးရင်ကောင်းမလားဆိုတော့เนาะ ln x ကိုရှိတ်လို့ရှိရင်1 over x ရတယ်အဲ့တော့တခုကိုရှိတ်လိုက်တဲ့အချိန်မှာနောက်တခုရတဲ့တောင်အဲ့မှာဒါ substitution method ကိုအစားတို့တုံးပြီးတော့တွက်ပါမယ်အဲ့တော့ let u equal to ln x နော် du equal to ln x ကိုရှိတော့1 over h dx အဲ့ဒါလိုချင်တဲ့ဟာရသွားပြီလားဆိုတော့ရသွားပြီเนาะအပေါ်ကဒီကျန်တဲ့1 over h dx ညာမှာ du တွင်းလို့ရသွားတဲ့အတွက်ကြောင့် integral 1 over h ln x ဒါကိုဆရာမခွဲထုတ်လိုက်မယ်ပေါ့နော်ပို့ပြီးတော့မြင်သာအောင်ခွဲထုတ်ပြပြီးတော့ရေးပါမယ်အဲ့တော့1 over h ပြီးသွားလို့ရှိရင်1 over ln x dx အဲဒီလိုခွဲထုတ်ထားတယ်ဒါလေးကို 1 over x နဲ့ dx နဲ့နေရာမှာဆရာမဘာကိုအစားသွင်းမလဲဆိုတော့ du ကိုအစားသွင်းပါမယ်ပြီးရင် ln x ကဆရာမထားထားတဲ့ဘာလို့လဲ u ထားထားတယ်အဲ့ u ကိုသွင်းမယ်အဲ့တော့ integral 1 over u du နော်1 over integral လို့တော့ ln modulus of u ရတယ် plus c u နေရာမှာဆရာမအစားထားထားတဲ့ ln x ထပ်သွင်းမယ်အဲ့တော့အဖြေဒီ အလန်မော်ဂျူလာဆိုအလန် H+ C ဒီလိုရမှာပါ။ဒါကြောင့် answer လေးက C ပါ။နံပါတ်6ကကြတော့1 ln the h the whole square over x အဲ့တော့ပိုင်းဝေမှာကလည်း1 ln h ကိုနှစ်ထပ်တင်ထားတယ်အောက်မှာတော့ x ပဲအဲ့ဒီမှာပိုင်းဝေမှာထပ်ကိန်းနေเนาะပါဝါအဆင့်ပါဝါထန်ညုံးနေဖြစ်နေတာအဲ့ဒီတော့ ဒါကိုဒီအတွင်းထဲက1 minus alan x ကိုယူထားမှရမယ်အဲ့လိုမျိုးကိန်းနှစ်ခုမှာဆိုရင်ရှုပ်နေတဲ့ကောင်ယူထားပြီးတွက်တာ substitution method အတွက်အဆင်ပြေပါတယ်အဲ့တော့ let u equal to 1 minus alan x ထားကြည့်လိုက်မယ်ဒီ u equal to 1ကိုရှိတော့ constant ဆိုတော့0နော် ln x ကိုရှိတော့ဒီမှာအနှုတ်ကလေးပါတာပါတာပဲ ln x ကိုရှိတော့1 over x dx အော်ဒီမှာဆရာမတို့မှာကျန်တဲ့ရှိနေတဲ့တခုအတွက်လည်းအဆင်ပြေသွားတယ်ဒီမှာ1 over x dx ဆင်ပြေသွားတယ်အစာသွင်းလို့ရသွားတယ်ပေါ့နော်ဒါပေမဲ့အနှုတ်တော့ဆရာမတို့မှမရှိဘူးမရှိတော့အဲ့အနှုတ်တော့ထည့်ပြီးတော့ယူပေးရမှာပေါ့ဒါမှမဟုတ်ရင်လည်းဒီအနှုတ်ကိုဒီဘက်ကိုပို့လိုက်အဲ့တော့ minus du equal to 1 over h dh ဒါဆိုတက်ပြီးတော့သွင်းရုံပဲနော်အဲ့တော့ integral 1 minus ln h the whole square အောက်မှာပါရှိတယ် ac ရယ် dh 1 minus ln h ကိုယူထားရတယ်အဲ့တော့ u square เนาะပြီးလို့ရှိရင်နောက်မှာ1 over h dx အဲ့ဒါဆရာမ integral u မြန်မာအဲ u square မဟုတ်သေးဘူး sorry ဒီမှာ u square မဟုတ်သေးဘူးဘာထဲမှာလဲ1 - ln h the whole square ပဲဆရာမပုံစံပေါ်နေတာပုံစံမြန်အောင်ပြန်ပြီးတော့ခွဲထုတ်ရေးနေတာမဟုတ်လို့ ln 1 - ln h က u အဲ့တော့ u square ပြီးရင်1 over h dx ဒီ -du အဲ့တော့ဒီမှာ -du နှုတ်တာမဟုတ်ဘူးမို့လို့ခွင်းဆောက်ကမိတ်ခံရမယ်မိုင်းနဲ့လေးရှိကိုထုတ်လိုက်တယ် integral u square du နော်မြင်တက်ပြီးလုပ်လို့ရနေပြီ u square ဒီ power ကိုတက်တိုးတော့ u ကျူဖြစ်သွားပြီ1 over 3နဲ့2ယောက်ဒါမှမဟုတ်ရင်3နဲ့စာကြိုက်တယ်လို့မှတ်လို့ရတယ်အဲ့တော့ equal minus က minus ပဲ u cube over 3 plus c u နေရာမှာပြန်အစားသိမ့်မယ် minus 1 minus ln Alan Ace လားဟုတ်တယ်နော် 1- Alan Ace the whole 2 divided by 3 plus c ဒီလိုရမှာပါအဲ့တော့ answer ကဘယ်အဖြေနဲ့သွားတူမလဲဆိုတော့အဖြေက1 over 3 minus 1 over 3 1 minus ln a the whole 2 plus c ဒီအဖြေပါနံပါတ် a ပေါ့နော် answer ဒီ a ပါနံပါတ်18နံပါတ်18ကကြတော့ သူက HLNH ကို integrate လုပ်ခိုင်းတယ်အဲ့တော့ H substitution နဲ့ရမလားကြည့်တော့ H ကို extend ရှိတာ1နောက်တစ်ခုမရအောင် LNH ကိုရှိရင်ကြတော့ LNH ကိုရှိရင် 1/H ရလားသူက H ဖြစ်နေတာအဲ့တော့အောက်ကိုပို့လို့လည်းမရအောင်မရတော့ဒါဒီသေးကြပေါ့ substitution method နဲ့အဆင်မပြေတော့ဘူးအဲ့ဒီတော့ဘာနဲ့တွေ့မလဲဆိုရင် integration by pass နဲ့တွေ့ပါမယ် HLNH ကိုနော် integration bypass နဲ့တွက်မယ်ဆိုတဲ့အခါကျတော့ integration bypass ကိုသုံးမယ်ဆိုတော့ formula လေးနည်းနည်းလေးပြန်ပြီးတော့မှတ်မိဖို့လိုပါတယ် integration bypass ရဲ့ formula ဒီဘလို့ဘလို့ဖြစ်လဲဆိုတော့နော် uv minus integral v du နော်အဲအဲ့တော့ function ကိုတစ်ခုယူထားမယ်ကျန်တာအလုံးကို v ထားတယ်နော်အဲ့တော့အဲ့လိုပုံစံတွက်ပါမယ်အဲ့တော့အရင်ဆုံး left ထားရပါမယ် လာတ်เนาะဆီမနည်းနည်းဘသူ့ကိုယူထားမလဲဆိုတော့ ln x ကိုဆီမယူထားလိုက်မယ်အဲ့တော့ u equal to ln x အဲ့တော့ du equal to 1 over x dx ကျန်တဲ့ဟာက v ထားမယ်အဲ့တော့ v dv ထားမယ်အဲ့တော့ dv equal to dv equal to တခုကိုယူထားတယ်တခုကို dv ထားမယ်ကျန်တာဘယ်သူကျန်တာလဲဆိုတော့ x dx ကျန်တယ်ဒါကြောင့် x dx အဲ့တော့လိုချင်တာဒီ v လိုချင်တာအဲ့တော့ v equal to ဒီ differentiate ပြောက်ချင်တော့ integral လောက်တယ်ဒီဘက်ကို integral လောက်လိုက်လို့ထည့်လိုက်လို့ရှိရင် integral နဲ့ d နဲ့တည်သွားပြီးတော့ v ထွက်တာလေးတော့မှတ်တယ်ဒီဘက်မိနာချင်းကိုလောက်တယ်ဆိုဒီဘက်မိနာချင်းကိုလည်းလောက်ရတယ် integral h dx h ကို integrate လောက်တော့ a square over 2နော်တကယ်တော့ plus c ပါတယ်ဒီနေရာမှာဆရာမမထည့်ပါဘူးအဲ့တော့ integral h d ln h ကိုတွက်တော့ uv ur ln h v a square over 2 minus integral v a square over 2 du 1 over h dx အဲဒီလိုရမယ်ဆက်ပြီးတော့ရှင်းပါမယ်ဒါဘာမှလုပ်လို့မရဘူးအဲ့တိုင်းပဲဆိုတော့ဆီမှာ1 over 2လေးကိုရှင်းနားလေးမှာရေးတယ် a square ln h minus ဒါလေးကိုဆီမှာရှင်းမယ် h နဲ့ h နဲ့ထက်နဲ့တစ်ထက်ကြည့်တော့ h ပဲကျက်နေ1 over 2ကထုတ်သွားပြီ integral h dx ဒီလိုဖြစ်တာပါ ဒါလေးကို session နဲ့1 over 2 a square ln a minus 1 over 2 a ကို integrate လုပ်တော့ a square by 2အဲ့တော့ဒီအောက်ကတူတူကမြှောက်လိုက်ရတော့1 over 2 a square ln a minus 1 over 4 a square ဒီမှာရိပ်ပြီးသွားပြီမို့လို့ plus c ထည့်မယ်ဒီမှာလည်း plus c ထည့်မယ်ဒီလိုဖြစ်မယ်နော်အဲ့ ပုံစံ2ဘီလာစစ်မဲ့ a2 ln a ဆီမမှာလဲဒီမှာ a2 ln a divided by 2ဒီ b ဖြစ်မယ်အဲ့တော့ b equal to ဘယ်လောက်ရလဲဆိုတော့2ပါဒီဘက်က -1 over 4 a2 ဒီဘက်မှာရှိတာ -a2 by 2ဆိုတော့ဒီမှာလဲအနှုတ်ရှိတယ်ဒီမှာလဲဆီမမှာလဲအနှုတ်ရှိတယ်ဆိုတော့2ဒီ4ပဲဖြစ်သွားပြီဒါကြောင့်2 equal to 4လိုချင်တာက b -2 ပို့လို့2ရဲ့ကနေ 4ကိုနှုတ်တော့ answer ဒီ minus 2ပါဒါကြောင့်အခြေက b ပါเนาะဒါလေးက innovation by past method ကိုသုံးပြီးတော့တွေ့ရတဲ့ပုံစံလေးတမတ်တန်ပုံစံလေးပေါ့เนาะအဲ့တော့တမတ်တန်ပုံစံမှာ innovation by past သုံးရတယ်ဆိုလို့ရှိရင်တော့မလွယ်ပါဘူးပေါ့เนาะတမတ်နဲ့မတန်နေဘူးပေါ့เนาะအကယ်နောက်တစ်ခုဆက်သွားမယ် ဒါလည်း immigration by pass ပဲ function က a square ln x စနနဲ့ဆင်းတယ်เนาะစန h ln x ဒီကောင်က a square ln x အဲ let ထားပါမယ်ဘယ်သူ့ကိုထားမှာလဲ ln x ကိုထားမှာ u equal to ln x du equal to 1 over a dx နော်ကျန်တာဘယ်သူကျန်တာလဲဆိုရင် a square dx ကျန်တယ်အဲကျန်တဲ့တစ်ခုလုံးကြီးကိုဆက်မှာတော့ dv လို့ထားတယ် v ကိုရှာခြင်းတော့ integrate လုပ်တယ်ဒီဘက်ကိုလုံးရမယ် a square လောက်တော့ h2 over 3เนาะအဲ့တော့ပုံနေနည်းရမှာအတွင်းမဲ့ a square ln h ကို integration by parts ပုံနေနည်း uv ur ln h v h2 over 3 uv minus integral v h2 over 3 du 1 over h dx เนาะရတာလေးတွေအကုန်အစားသွင်းလိုက်တာအဲ့တော့ဒီမှာ1 over 3 h2 ln h minus ဒါလေးက h တစ်ထပ်နဲ့ h 3တန်းနဲ့နှစ်ထပ်ကျန်တယ်အဲ့တော့ integral h power 2 a square over 3 dx နော်ဒါအစင်မကျော်ပဲတွက်တာပါ1 over 3 h 2 ln h minus 1 over 3ကိုခဏဖယ်ထားပြီး a square ကို integrate လုပ်တော့ power 2တို့ရော h 2 power နဲ့အဲ့ဒီတန်ဖိုးနဲ့ပြန်စားတော့3 3နဲ့3နဲ့ဆိုတော့3 မြောက်လိုက်တော့တုံတုံလီကိုအဲ့တော့အဖြေက1 over 3 h2ln3 ln h minus 1 over 9 h2 နော် h2 by 9ပေါ့ plus c ဒီမှာလဲ plus c ပါမယ်ဒီမှာ anyway လုပ်ပြီးသွားပြီအဲ့တော့ပုံစံလေးကိုတိုင်းနှိုင်းရှင်းကြည့်မယ်ဒီမှာ h2ln h ဒီမှာလဲ h2ln h divided by 3ဒီမှာ a အဲ့တော့ a တန်ဖိုးလေးဘယ်လောက်ရသွားပြီလဲဆိုရင်3ပါ B equal to ကဒီမှာ minus H2 by 9ဒီမှာက plus H2 by B ဆိုတော့ B တန်ဖိုးရဲ့မှာအနှုတ်ပါပါမယ် minus 9လိုချင်တာဒီ A minus B A တန်ဖိုးက3 minus B တန်ဖိုးက minus 9ဆိုတော့လက္ခဏာကြည့်တော့ပေါင်းလိုက်တော့အဖြေက12ပါဒါကြောင့် answer က D ဆိုတဲ့အဖြေလေးရပါမယ်အဲဒီနှစ်ပုတ်ကပုံစံတူတူပဲကိုပထမဟာ2024မှာမေးသွားတဲ့ H ln H ဒုတိယဟာက A square ln H နော် integration by pass ကိုပဲ2025မှာမေးသွားတယ်နော် H2L and A ဆိုလို့ရှိရင်လည်းဘယ်လိုပြောင်းလဲသွားမလဲကိုဆက်ပြီးတော့ practice လုပ်ထားလို့ရရတယ်နော်နံပါတ်20နံပါတ်20နောက်ဆုံးအပုတ်လေးရကြတော့ तू ကဒါဘယ်လိုပုံစံဖြစ်သွားပြီလဲဆိုတော့ပေးချက်ကပေးထားတာက function F4H ကို differentiate လုပ်လို့ရတဲ့အဖြစ်ကိုပေးထားပါတယ် နော်ဒါ differentiate လုပ်ပြီးသားအဖြေပါ fashion f4a c ရဲ့အဖြေမဟုတ်ပါဘူး f4a c ရှေ့မှာ d over d s ပါတာဒီဒါ applying x ကိုပေးထားတာ ਨੇ အတူတူပါပဲပေးထားပြီးတော့ပြန်မေးတာက f4x ကိုမေးတယ်အဲ့လိုမေးဖို့ရအတွက်ဆရာမတို့ constant တန်ဖိုးရှာဖို့လိုတယ်အဲ့အတွက်လည်းသူဒီမှာပေးထားတယ် f4 2d 0နဲ့ညီပါတယ်ဆိုပြီးပေးထားတယ်နော်အဲ့တော့အရင်ဆုံး definition ကနေ f4x ကိုရှာဖို့ရအတွက်ကိုမေးဖို့လေးကိုဘယ်လိုစဉ်းစားမလဲပြန်ရေးကြည့်မယ်နော် d over ခဏ D over D H F O H equal ပေးချက်လေးဒါပြန်ပြီးတော့ယူလိုက်တာပါမြင်အောင်လို့ပါ3 over H power 4ဒါလေးဒီ D over D H ကိုဆရာမကเนาะ integral ထည့်လိုက်မယ် integral လုပ်လိုက်မယ်ဒါဆိုရင်เนาะဆရာမမြင်သားအောင်ပြန်ရေးပြတာเนาะဒီဘက်ကို integral လုပ်တော့ဒီဘက်ညီညာချင်းကိုလည်းဘာလို့ရတာလဲဆိုရင် integral လုပ်ရပါတယ်ဆရာမတို့ဒီမှာ integral နဲ့ differential နဲ့ဒီဘက်မှာ left hand side မှာတွေ့ပြီး ီကောင်လေးတွေ့ပြီဒါလေးဒီ integral ရဲ့ differential ရဲ့ဆိုရင် derivative နဲ့ any derivative နဲ့ဒါ cancel ဖြစ်သွားတဲ့သဘောဖြစ်သွားတော့ f(x) ထွက်လာပါပြီအဲ့တော့ login နဲ့ f(x) ကိုရဖို့ရာအတွက်သူပေးထားတဲ့ apply on x ကို integral လို့ပေးရတာပါအဲ့သဘောပါအဲ့တော့ဒီမှာ f(x) ဒီဘက်က integral 4x2 3 power x to the power 3 over x to the power 4 integrate လုပ်ပါမယ်နှစ်ခုတက်တက်စီခွဲလုပ်တာပါ။နောက်ဒီဘက်မှာ x ဖြစ်တဲ့ကြောင့် x နဲ့ degree လုပ်တယ်ဒီဘက်ကိုလည်း ace နဲ့ integrate လုပ်တယ်ဒီလိုဖြစ်ရမှာเนาะအဲ့တော့ဒါလေးက4 ace 4 ace 2ကို integrate လုပ်တော့4က constant ace 2ကို integrate လုပ်တော့ ace 2 to the power 4လေးနဲ့ပြန်စားတယ်အဲ့တော့ဒီအရှိတ်၄နဲ့သွားကြည့်မှာ minus ဒီမှာ3ရ3ပဲ ace power 4ကအပေါ်တက်သွားတော့ ace 2 to the power minus 4 integrate လုပ်တော့ minus 4ထညွန်းကိုတစ်ပေါင်းတော့ plus 1ပေါင်းတော့ minus 3အဲ့တော့ minus 3နဲ့ပြန်စားမှာအဲ့တော့အဖြေက ပိုင်းဝေးမှာမရေးတော့ဘူးဒါကြောင့်ပိုင်းခြေကိုပို့လိုက်တော့ x2 ဖြစ်သွားမယ်เนาะဘာနဲ့စားမှာလဲ -3 နဲ့စားမှာဒါကြောင့်ဒီမှာ -3 လေးပါမယ်အဲ့တော့ဒါလေးက into plus c เนาะအဲ့တော့အဖြေကဒီမှာ x power 4ဒီမှာ minus minus ဆိုတော့ plus ဖြစ်သွားပြီ3 3ရလဲ cancel ဆိုတော့1 over x 1 over x2 เนาะ1 over x2 plus c ဒီလိုရမယ် အဲ့တော့အဲ့ဒီစီတန်မိုးလေးရဖို့အတွက် effort do သူပေးထားတာအလကားမဟုတ်ဘူးအမှန်လားထဲမယ် function of effort h နေရာမှာဒါကထွက်သွားတဲ့ effort expansion အဲ့ဒီ effort expansion မှာ h နေရာမှာဒူးထည့်တယ်2 power 4 plus 1 over 2 to plus c equal ဘယ်လောက်နဲ့ညီမှာလဲ0နဲ့ညီမှာဒီမှာအဲ့တော့အဲ့ဒီကနေဆီမှာ c ကိုတွက်ထုတ်လိုက်တယ်ကယ်ကူလေတာနှိပ်ပြီးတော့ပဲ2 power 4နှိပ်လို့တဲ့ နှလေးဘက်က16 two power 3နှစ်သုံးတက်နှစ်သုံးတက်က8 16 16 plus 1 over 8ကိုဆက်ရှင်းလိုက်တဲ့အခါမှာလိုချင်တဲ့ဟိုပါဘောနော်တန်ဖိုးလေးစီတန်ဖိုးလေးထွက်လာပါဗါတယ်အဲ့ဒီစီတန်ဖိုးလေးရဆံမှာတက္ကတာကယ်ကူလေတာနှိပ်တန်ဖိုးနှိပ်တဲ့အဖြစ်ကိုပဲတန်းပြီးတော့ရေးလိုက်ပါမယ်ကပ်လီဒါနေလိုက်တာဒါကိုရှင်းလိုက်တဲ့အဖြစ်ဒီအပေါင်းမှာလိုချင်တာ C ဆိုတော့ညီနာချင်းဟိုဘက်ကိုပြန်ပို့တယ်ဒီတတွဲလုံးကြီးကိုဒီဘက်ကိုပို့လိုက်တယ်အဲ့တော့အနှုတ်ဖြစ်သွားမယ်ဒါကြောင့် -129 over 8 နော်ကယ်ကူလေတာအပေါင်းမို့လို့စီတမ်းမို့အပေါင်းဆိုတမ်းမီမေးပါနဲ့စီနဲ့ဒီဘက်က constant အမှုကြီးတွေတွဲနေတာမိမကြီးဟိုဘက်ကိုပို့တဲ့အချိန်မှာအနှုတ်ဖြစ်သွားမယ်ဒါလေးသတိထားပေးပါအဲ့တော့ -129 over 8နော်အဲ့တော့ loading နဲ့ f4 8ရဲ့အဖြေကိုသူကမေးတာ ic ကိုမေးတာမဟုတ်ဘူးဒါကြောင့် answer ကနော်ဒါလေးကနောက်ဆုံးရေးလိုက်တဲ့အခါမှာ f4 8 is equal to ဒီမှာပြန်တက်မှာပေါ့ cod ညမှာပြန်ထည့်မှာပေါ့နော် h to the power 4 plus 1 over h2 minus 129 over 8အဲ့တော့ဘယ်အဖြေနဲ့တူမလဲဆိုတော့ဆရာမတို့ရဲ့ answer ကဒီမှာကြည့်လိုက်တော့ဘာတင်းတူဘာနဲ့သွားတူလဲဆိုတော့ h to the power 4 plus 1 over h2 minus 129 a ပေါ့เนาะ answer ဒီ a ပါတခါတည်းတန်းပြီးတော့အရှိဆုံးပါတယ်တွေ့သွားပါပြီ။ကဲဒါဆိုရင် ပု္ပ္ပာလေးတွေပြီးသွားပြီပေါ့နော်အဲ့တော့ innovation by pass ကိုတိတ်မရသေးဘူးဆိုလို့ရှိရင်လည်းဆရာမတို့ဒါအဲဒီ session B တွေ session CD တွေဆက်သွက်ရှင်းသွားတဲ့အခါမှာပို့ပြီးတော့ရလာပါလိမ့်မယ်ပို့ပြီးတော့လက်ကူလာပါလိမ့်မယ်နော် theory မပိုင်ခဲ့တဲ့ကလေးတွေက theory လေးပြန်ပြီးတော့မှတ်စေခြင်းပါတယ်လှုပ်စေခြင်းပါတယ်နော်